မင်္ဂလာပါခင်ဗျာစာရေးသူမောင်အင်းအောက်ကံရေးသားတော်ပလင်းနှင့်ဘူးဆိုးတို့အမည်ရတဲ့ဝိတုတို့လေးကိုဖတ်ကြားတင်ဆက်ပေးကြပါရစေခင်ဗျာပလင်းနှင့်ဘူးဆိုးအမေကိုမိမွေးတိုင်းဖာမွေးတိုင်းကျွန်တော်နှစ်ကြိမ်မြင်မှုသည်တစ်ကြိမ်ကအငယ်ဆုံးညီလေးကိုမိဖွားခြင်းကဖြစ်ပြီးနောက်တစ်ကြိမ်က SSC စေယုံတွင်အမေကိုတင်ထားခဲ့လူနာဆောင်ဟူ၍ကျွန်တော်တယောက်တည်းရှိနေခဲ့ဖြစ်သည် ပထမတစ်ချိန်ကမှကျွန်တော်အလယ်တန်းကျောင်းသားဖြစ်၍စူးစမ်းလို့စိတ်ဖြင့်အမေမိဖွားတွေကိုထိုင်ကြည့်နေမိခြင်းဖြစ်သည်ထိုနေ့ကအเจ้าမပြန်လာတဲ့ကျွန်တော်လွယ်အိတ်ကိုအဖေကစီးယူ၍အရက်လက်တဲ့အမေရှိကိုတွားခေါ်ခိုင်းရန်ဖြစ်၏ထို့ကြောင့်နောက်တိုးတေးဟုအာရပါရအော်ဟစ်ရင်လာမထဏကျွန်တော်ပြေးခဲ့သည်မိချင်းနဲ့ကျွန်တော်ကြောက်လာချိန်တွင်မိနေခန်းထဲ၌အမေအော်ဟစ်နေပြီဖြစ်သည်အမလီအမေရှိရဲ့ တဦးလည်းမဟုတ်ဘဲနဲ့နားလိုက်တာနော်။ငါပြောတာပဲဒီအကောင်ထွားမယ်လို့။အော်နားလည်းအမေရှိရဲ့။ခဏနေအောင်မညစ်နဲ့။ခေါင်းတော်မဆိုင်သေးဘူးအေး။ခဏလေးအောင့်တာ။ဟာညစ်ဆုံးမှာညစ်။အမေနဲ့မေရှိအပြန်အလှန်ပြောဆိုနေဒီကို နားဆွင့်ရင်ရဲနေမိတော့ကျွန်တော်ဒီအမေအော်ဟင်းနေဒီကိုကြည့်ရင်မျက်ရည်ဝဲလာသည်။အမေကမို့သူစောနဲ့သူအန်ကျက်ရင် မျက်စိမိတ်ထားသဖြင့်ကျွန်တော်ကမမြင်ပါ။အလိုခေါင်းဆိုင်လာပြီဟေးနဲတဲ့ခေါင်းကြီးမဟုတ်ဘူးစီကိုရမယ်စီပလင်းကောမေချေးစကားကြောင့်မိနေခန်းထောင်ရှိ စီပလင်းကိုကျွန်တော်ပြေးယူပြီးအမေချစ်ကိုပေးလာသည်ညေးဟေးညစ်ဆန်းမေချေးအတန်အဆုံးတွင်အမေဒီအားရပါးရညစ်တော့မင်းမဝေးတွင်ရက်ရင်ကျွန်တော်ပါလိုက်၍ညှစ်မိသည်ထို့ကြောင့်ဝမ်းသွားခြင်းတလို့လို့ကျွန်တော်ဖြစ်မိသည် ခဏကြာတော့အမေဤအားကိုညှက်တန်နေအတူအငြိအကြီးများပေးကြနေသည့်နေတာရဲလေးအမေလက်ထဲရောက်လာသည်ကိုမြင်လိုက်ရသည်ယောက်ျားလေးဟေးကိုးပေါင်လောက်ရှိမယ်နေတဲ့ကောင်းချင်းမဟုတ်ဘူးဟေးညီလေးဤနှကောင်းဝါနဲ့ခန္ဓာကိုယ်ပပက်လက်ရှိအငြိအကြီးများကိုတုတ်တင်ပေး၏မေရှိအော်တန်ကြတော့အမေပြုံးသွားသည်ကိုကျွန်တော်တတိထားမိသည်ဟဲတားကြီးကဒီမှာဘာလုပ်နေတာတော့မင်းနေခန်းနဲ့မဝင်ရဘူးလေ အမေကယခုမှပဲကျွန်တော်ရှိနေမှန်းတတိထားမိပုံရသည်အမလေးအေးသူရှိနေလို့ကြုံမှာကိုပေါ်လောင်ပဲရတာစီပလင်းလည်းပြည့်ယူပေးရတောက်ရည်လည်းခတ်ပေးရနဲ့အမေဒီညီလေးကို တန့်စင်ပေးရင် မေရှိတဖွားဖွားပြောသမျှကိုကြားတော့ရှက်ရက်ကလေးရဲနေသည်ထို့စဉ်အိမ်နီးချင်းအမျိုးသမီးတုံးလေးဦးရောက်လာပြီမေရှိကိုဝိုင်းရွေကိုကြသည်တောက်ကြတာလေးအဖျားနာကင်း၍ပညာတတ်ကြီးဖြစ်ပါသည် မိဘအားကိုးရတဲ့တားလိမ်မာလေးဖြစ်ပါစေတော့အမေရှိကသူတက်ဆန်းတရွေရွတ်ဖတ်ပြီးသကောတဲ့သူညီလေးကိုထဲ့နေခြင်းတွင်ကျွန်တော်အမေအနီတိုးကပ်သွားမိသည်။နောက်မမွေးပါတော့နဲ့အမေအားအလို့တော့ဘာဖြစ်လို့တော့အမေကိုတနာလို့ပေါ့ကျွန်တော်စကားကြောင့်အမေရှိရောအမေပါလက်ခနဲ့ပြုံးလိုက်ဒီကိုတိတော့ကျွန်တော်စကားမဆက်တော့ပဲအမေနှစ်ဘူးဆန်သာအဆက်မရွှေ့ဆက်များကိုတုပ်ပေးနေမိသည် တကယ်တော့အမေဒီအချက်ကြီးသူတရားဟုဆိုနိုင်သည်တာသမီ၄၅၆ရောက်မွေးပြီးသည့်အထိပင်ယေရှုတိုင်းတပတ်ကိုယဉ်ညွတ်လုံအောင်ရှုံထားတတ်သည်အဝေအစားလဲလဲသည့်အခါတိုင်းတာသမီများပင်မမြင်ရအောင်အိမ်ခန်းထဲဝင်ရောက်လဲလဲတတ်သည် ခရီးသွားစဉ်ညီလေးညီမလေးများကို အမေတို့တိုက်ပါကအနည်းပိစတခုဖြင့်ယင်သားကိုကာရန်ပြီးတိုက်လေရှိသည် အမေအနည်းတွင် အဖေပစိုးဟောင်းလေးတထည်ဖြစ်စေအမြဲရှိနေတတ်သည် ယဟန်တက္ကပြဆုံးကန့်ကြွလာခိုက်ဆုံးထွက်လောင်းလည်ရင်ထိုပစိုးကိုအမေရှုံလွားဖြစ်ရှုံသွားတတ်သည် ကျွန်တော်အောက်တွင်ညီလေးညီမလေးလေးယောက်အမေမွေးထားသည်သို့တော်အငယ်ဆုံးညီလေးမိဖွားမှုတွင်သာအမေကိုကျွန်တော်အပြေးအဝကူညီရင်းအနီးကပ်နေခဲ့ရသည်မွေးဖွားမှု၏ခက်ခဲနာကျင်ရသောဝေဒနာများကိုတိကျသာလေ့လာခွင့်ရခဲ့သည်မွေးဖွားလို့ဆက်ဆက်တွင်ယုံကန့်အော်ဟစ်နေသောအမေနှင့် မွေးဖွားပြီးနောက်ကျင်းနဲ့သွားသောအမေပုံရိပ်များသည်အမေဘော်ရှိခင်သည့်အပြင် လေးစားရိုးကျိုးစိတ်များဖြစ်ပေါ်လာစေတော့သည်ထို့အခါအမေတောက်သော နေသင့်နန်သင့်ဟင်းကျိုမခုငပိကောင်ကျော်ကလေးများနှင့်အမေနီးမှာထမင်းတနက်ကိုကျွန်တော်တင်းတိမ်လာနိုင်သည်အမေရှူသောနှမ်းတို့အမေတောက်သောစနွေးမုံရနန်းတို့ကြားတွင်ကျွန်တော်ပျော်မွေ့မိသည်ကျောင်းမပြန်လာသည်နှင့်အမေမိနေခန်းတွင်ဝင်ပြီးမိဖို့မိနေလျင်ထက်ပေသည် ညီလေးနှိုးဆိုးစဉ်အခိုင်နှုတ်ခမ်းနဲ့အမေနှုတ်တံမတက်လျင်ကျွန်တော်ကိုကြီးနေမိသည်တို့ပါလျက်ခဏရက်ပြည့်၍အမေမိထွက်သည့်နေ့တွင်မိနစ်ခန်းတွင် ကျွန်တော်ဝင်ခွင့်မရသောအခါမင်းရှင်းနှင့်ကျွန်တော်ငင်းခုံရသည်ရွှေအောင်ရမှာတာရဲ့ရွှေဆောင်ရင်တားမေတစ်ကိုယ်လုံးကိုတန်ရှင်းရေလုပ်ပေးရမယ်အဲ့ဒါကြောင့်ဝင်လို့မရဘူးအမေနဲ့ညီလေးနာအချိန်ပြည့်ကောက်ခွင့်ကိုမင်းရှင်းကဆက်ကနေတိတ်ပင်တော့ပထမပင်ကျွန်တော်လက်မခံနိုင် ကာယံထားသော အမေရှိလက်များကိုတွန့်ဖယ်မိသည်သို့တော်အမေရှိလို့ပါတားရဲ့ဟုအပြုံးလေးဖြင့်အမေတားသော အခါလက်ခံခဲ့သည်မိန်းကလေးဆိုတာမိမိခန္ဓာကိုယ်ကိုတာမိုးထားရတယ်မမြင်သင့်မမြင်အပ်တဲ့အရာကို လုံခြုံအောင်ကာကွယ်ရမှာအမေတို့မြမမိန်းကလေးများရဲ့တောင်းဝန်ပဲအမေဒီမမကြီးနဲ့ညီမလေးတို့ကိုအဝယ်အစားဆင်ပေးတိုင်းအထက်ဘဆုံးမစကားများကိုပြောလေရှိသည် ။ထို့ကြောင့်ကျွန်တော်နှမများသည်ခေကာလအလျောက်စက္ကန့်နှင့်ဘောင်းမီတိုများဝတ်ဆင်ခွင့်ရညာ။အသားကရှေးအိတ်များဝတ်ဆင်ရလေရှိသည်။လုံခြုံအောင်ဝတ်ဆင်တာဟာမတူတော်တွေအတွက် ပြင်မစိတ်ကို စီးတားရာရောက်တယ်။မနှောကန်နဲ့ပြင်မခံရရင်တော့ကိုယ်အတွက်ရောသူ့အတွက်ပါမကောင်းဘူး။ပလင်းဆိုတာဘူးစုရှိမှလုံချုံတာအမေဒီအဝေစားများနဲ့ပတ်သက်၍တမီးများကို ဆုံးမတကားပြောလို့ရင် ထူးခြားစွာပျော်ပြောင်းမြင်သာလောလာသည်နဝင်လွယ်၍နေသည်စွာမှတ်သားနိုင်သောကြောင့်လည်းဖြစ်မိထင်သည်ကျွန်တော်တို့မှများသည့်ယနေ့တိုင်လုံခြုံစွာဝတ်ဆင်၍ရှက်တဲ့သောအရာတွင်လေးနက်စွာရှက်တတ်ကြသည်စင်ပွား၍လေးစားစရာကောင်းသောအချက်မှမူကျွန်တော်တို့မှများမှပေါက်ပွားလာသောအမေ့မြေးမှများသည်လေငယ်ပင်ငယ်ရွယ်များအချက်တရားကိုတန်ဖိုးထားတတ်ခြင်းဖြစ်သည်မြမဝိဆုံများကိုသာအမြဲဝတ်ဆင်ခဲ့သောအမေသည် အသက်80ကျော်ပြီးနောက်ပိုင်းတွင်တမီးများရှုပ်ပေသောရှီသားဘောင်းမီပေါ်ပါကြီးများကိုဝတ်ဆင်ခဲ့ရသည်အเจ้าမှာအုံနှောင်းတို့သွားရာ တွေးကြောမြင်များတွင် တွေးခဲ့ပိတ်ဆို့သည့်ဖြင့်အမေဘဲဘလန်နှင့်ရှီတောက်တို့ကောင်းစွာ အလုံးမလုံးနိုင်တော့ပဲထုံကျင်ချင်းကြောင့်ဖြစ်သည်ထမိန်ဝတ်လည်းရင် ထမိန်မမြဲရှီလန်းဆလည်းရင် ရှီမခိုင်သောအနေထားကြောင့်ရှီသားဘောင်းမီပေါ်ပါကြီးများဝတ်ဆင်ရတော့လေအမေစိတ်သည်ရှက်ယွန့်ယွန့်ဖြစ်နေတတ်သည် နောက်ပိုင်းတွင် အမေယောဂသည်တဖြည်းဖြည်းတိုးလာပြီးဆိုးရွားသောအချိန်ဤကြောင့်အမေကိုဆေးရုံတင်လိုက်ရသည်ဤဒီကပင် ကျွန်တော်အမေဤခန္ဓာကိုယ်ကိုမိမွေးတိုင်းဖာမွေးတိုင်းကျွန်တော်မြင်ခွင့်ရဖို့ဒုတိယအကြိမ်ဖန်လာခြင်းဖြစ်သည် အုံနောက်သို့သွားရာတွေးကြောမြင်၌တွေးပိတ်ဆို့ခြင်းသည် စာဦးပိုင်း၌ရှေလက်ထုံခြင်းခြင်း စကားမပီခြင်းမိလျော့ခြင်းများသာရှိတော်လေနောက်ပိုင်းတွင်တတိလင်းမှုပုံ၍များလာသည် သာသမီများကိုမမှတ်မီမှတ်မိတော်လဲနာမည်မေမင်းရင်းဆိုရင်များနှုတ်ဆက်ပါက စကားမပြန်နိုင်စသည်ဖြင့်အရာရာတွင်မေးလျော့လာသည်ဤနေရာတွင်ဖျားဝဲတရှင်နှင့်ထမင်းအင်းကြီးလဲလှယ်သည့်အခါများတွင် အမေတတိဝင်လာပုံကတော့ထူးခြားသည်ဟုဆိုရမည်ဖျားဝဲတရာတွင်ဩဃသားမမြတ်တာဘုအမြဝဲသည့်အသည့်မထင်မငော့ရွတ်ဖတ်နိုင်တယ်လို့ထမင်းဝဲသားစဉ်အမှတ်တမှတ်ရောကြသွားပါက စက္ကနယ်ဆွဲတင်တတ်ခြင်းတို့သည်ငယ်ချင်းကလေးကကျင့်လာသောအလေးကျင့်ကောင်းများကြောင့်ဟူ၍မှတ်ယူရမည်ဖြစ်သည်အမေကိုမိမွေတိုင်းဖာမွေတိုင်းကျွန်တော်မြင်တွေ့ခွင့်ရသည့်နေ့တွင်မူအမေတတိလွတ်သောနေ့ရက်များဖြစ်သည်ယောဂပြည့်ထန်၍ဆေးရုံသို့ရောက်ခဲ့စဉ်အစာအသောက်မျိုးရှားရမည်ကိုပင် အမေမေးလျော့နေသည်ထို့ကြောင့်အစာပိုက်ထည့်ရသည်တဖန်စည်းဝဲသွားခြင်းပါလျက်မေ့နေသောအဖြစ်ကြောင့်အလိုအလျောက်ထွက်ကြကုန်သောအခါ တခါသောအောက်ခံများမကြာခဏလဲလှယ်ပေး၍ထမင်းအင်းကြီးပါအမေကိုလဲလှယ်ပေးရသည်စာအုပ်ပိုင်းတွင်မမကြီးနှင့်ညီမလေးတို့ကထိုအမှုကိုပြုပေးလျင်အမေကအကြည့်ဖြင့်ကျွန်တော်ကိုနှင်သည်အထူးကုဆေးရုံ၏အထူးကန်းဖြစ်သည်ဖြင့်လုံခြုံမှုရှိညာအမေစိတ်လုံအောင်အခန်းတကားပိတ်၍တကမှုအဖြစ်ကျွန်တော်ရပ်ပေးရသည်အမေမဆုံးမမိတရက်တွင်မူမမကြီးနှင့်ညီမလေးတို့အိမ်သို့ပြန်သည်ဖြင့်ကျွန်တော်တယောက်သာလူနာဆောင်အဖြစ်ကြံခဲ့သည် ရင်းရှိနေတွင်မှန်လုံကားတဲ့၌အမေလေးလည်းလာရှင်းဖြစ်သည် အမေလေးမလဲဒီမှာကြာပြီဖြစ်သည် တဖန်မှန်လုံကားဖြစ်၍အတန်ကလိုအပ်သည့်ထက်ပုံမကျလောင်သွားလေသည်ထို့ကြောင့်အမေထမင်းစာလေးကိုအတားအယာကျွန်တော်လှန်ကြည့်မိသည်ထင်သည့်အတိုင်းဒေနစ်ဝမ်းရောနေသည်ခတ်သည့်မှာတတိလွတ်နေသောအမေကသူသားဖြစ်သူ သူ့ထမင်းအားလှန်ကြည့်နေသည်ကိုတတိထားမိ၏ခေါင်းရမ်းကငင်းတဲ့နေသောအနေထားဖြစ်သည် အမေဒီအစသာရရာတတိမေလျော့နေလျက်ထိုအဖြစ်ပြတွင်မူတတိဝင်လာဟန်ရှိသည်သို့တော်လောကယမီတို့အားရမပြစ်ဖဲကျွန်တော်ဆက်၍လောက်သည်မမကြီးတို့ပြထားသည့်အတိုင်းအမေထမိန်ကိုဂွင်းလုံးချွတ်လိုက်ပြီးနောက်အောက်ခံတစ်ခါသောအငြိအကြီးခံဆက်ခုကိုအစာထိုးသည်ထို့နောက်အမေတကုတ်လုံးအနှံ့ရေဘက်ဖြင့်ညင်သာစွာတန့်ဆင်ပေးသည်လုံးနေစားမရှိပေကြံ့ကြသလိုအေးခံအတွင်းတွင်ဖြစ်ပါလျက် ကျွန်တော်တကောလုံးချွေးများချွတ်နေနေသည်လုပ်ငန်းဆက်စင့်ပြီးဆုံးချိန်အထိအမေကိုကျွန်တော်တတိမထားလောက်ဆောင်ရမည်တို့ကိုဇက်တိုက်လုပ်နေမိသည်လုပ်ငန်းဆောင်တာပြီးဆုံး၍ဟင်းကနေတက်ပြင်းရှားလိုက်မိချိန်တွင်မူအမေထံမှဆိုင်တန်တစ်ချက်ထွက်လာသည်ဒီအခါမှပင်အမေမျက်နှာကိုကျွန်တော်လှမ်းကြည့်မိသည် အမေသည်မတတ်တာလုံး၍လက်လျှော့ထားညာသူသားကို သူကိုယ်တိုင်ရှက်နေသည်အန်ကျဲ၍ဆိုင်ကိုရင်းမျက်နှာကိုတစ်ဖက်သို့လွှဲလိုက်ရာ မျက်ရည်ပေါင်များအမေခေါင်းပေါ်လိန်ဆင်းသွားသည်ကိုကျွန်တော်မြင်လိုက်ရပါသည်မောင်အင်းအောက်ကန်ဟုတ်ကဲ့ပါခင်ဗျာကိုဆက်လက်ပြီးတော့စာရေးသူကိုဆိုကောလင်းရေးတာတော့ဇောအပြိုင်းတို့အမိရတဲ့ဝိထုတို့လေးကိုဆက်လက်၍ဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာဇောအပြိုင်းအခန်းတည်းနေတော်တော်အတုံးမကြတာပဲတင်းရည်ရဲ့တောနာတောင်နာမှနေပြီးဒါလေးတောင်နေမခွဲခြားတတ်ဘူးလားဟာ မတည့်ရင်ထမဲစပွဲတို့ယူလာပြတော့အရာကိုကြည့်ကကိုထုံးမောင်အနန္တကြာပြောလိုက်မိသည်ကျုံလည်းအမှတ်တမှတ်ဖြစ်သွားလို့ပါတော့ထမင်းချက်ချင်းနောက်ကျနေတာနဲ့စိတ်လောသွားတာတော့အခုဘလို့လောက်ကြမတော့နေအုံးဟာငါစင်းသောအုံးမယ်ဖြစ်လာမှတော့ရင်ဆိုင်ုံပဲဗာတက်နိုင်မလဲထမင်းစပွဲတိတ်လိုက်တော့ဟာ စားခြင်းစိတ်လည်းမရှိတော့ဘူးဟုတ်ကဲ့ပါတော့ကြာပါအောင်ကိုထုံးမောင်မင်း ြုတ်သားလေးတွေတော့ဒုက္ခပါပဲတော့တိမ့်မာတာတိမ့်စားမှာဟာ ပွားစီပွားစီနဲ့ပြောမနေနဲ့ငါကြံပါဦးမယ်ဟာဩဟုတ်ကဲ့ဟုတ်ကဲ့ကိုထုံးမအောင်နေဘူးကြီးတာမဟုတ်ထုတ်လိုက်နေတော့ဒီဒီအရေးကမသေးလားဗျမသေးဆိုတားနှစ်ယောက်လုံးရင်အသက်နှင်းဆိုင်သည်တခြားလောက်မှားသည်နဲ့တားနှစ်ယောက်အသက်ပြောင်ရမည်ကိသူကောင်းထဲမှာရှိသည်များဖြစ်နိုင်ခြင်းရှိသည့်အကြံဉာဏ်အကုန်ထုတ်မှရမည် စဉ်းစားရင်စဉ်းစားရင်နဲ့ခေါင်းတွေပင်ပူထူလာရှိပြီအကြံကားပေါ်မလာသည်လက်ထဲကဆက်လိုက်သူကိုဖြာမိနေတော့သည်ထိုစဉ်အတွေ့အကြုံလက်ခံနေပေါ်လာသည်အဖိုးပြောပြခဲ့မှုသည့်အတွေ့အကြုံကိုထုံးမောင်ငယ်စဉ်ကအဲ့ရဝင်ပုံမြင်တဲ့ဘွယ်ကြားခဲ့ရမှုသည့်အတွေ့အကြုံတိုင်းရင်ဟဲ့တိုင်းရင်တော့လာပါပြီကိုထုံးမောင်လာပါပြီကြွားတဲ့သွားစမ်း စံထွန်းရဲ့အောင်ခင်ရဲ့တိန့်ထည့်ရဲ့ကိုတွားခေါ်ပြီးတော့သူတို့အိမ်မှာရှိတဲ့ဓာတ်မှန်သမျှကျက်သွန်လေးဓာတ်ပါမကျန်အကုန်ယူခဲ့ပါတို့ပြီးတော့ဦးကြီးခွေးမောင်ကဝင်ခေါ်ခဲ့သူ့အိမ်ကဓာတ်တွေလမ်းတွေကိုငါပေးခဲ့ပါဦးလို့ကျန်တာဘာတွေညာတွေပြောမနေနဲ့ဒီရောက်မှငါပြောမယ်အရန်အရေးကြီးတော့မြန်မြန်လာခဲ့ပေးပါလို့ပြောခဲ့ကြားလာဟုတ်ကဲ့ဟုတ်ကဲ့ကိုထုံးမအခုသွားလိုက်ပါမယ်ငါမာနာတခုမှမမေ့စေနဲ့နော်ကြားလား ပြီးတော့ဟိုနကောင်ပါရှာပြီးတခါတက်ခေါ်လာခဲ့ဟုတ်ဟုတ်အခန်းနှင်းလာပြောလေးကြီးခွေးမစာထုံးတို့ရောလာထိုင်ကြအောင်လေကွာဘာဖြစ်တာလဲဟာထုံးမငရမိမိမှတိုင်းရင်ဦးရဖာရလာပြောတာနဲ့ငါတို့မှဒုံဆိုင်ပြီးလာခဲ့ရတာပဲမိတော်လည်းတိုင်းရင်ကဘာမှပြောမသွားဘူးကိုထုံးမောင်ပြောပြလိုက်မယ်ဆိုပြီးမင်းသားနှကောင်တွားချလိုက်ရဲ့နောက်မှပြောပြမယ်နေကြီးခွေးမောင်ကြီး အခုလောလောဆယ်အန်ဒီရဲ့ကောင်မလာခင်ကိစ္စဝိစ္စပြီးအောင်အရင်လောက်ထားနေမှရမယ်ဗျစံထွန်းမင်းကဒီအင်ရှင်နားမှာဝလုံးသုံးလုံးပူပြီးစရအောင်ကျင်းတထောင်လောက်တူးကွာအောင်ခင်နဲ့စိန်တင်းတဲ့ကဓာရီအကုန်မိနေအောင်တွေးထားပေးရောငါဝါသွားခုတ်ချီအောင်မယ်ကွာဦးကြီးခွေးမောင်ကရင်တွေထိုင်တာအောင်ဗျာတရင်ပြန်လာမှနှစ်ဖက်တော့ကလေးတုတ်ခိုင်းလိုက်တော့မယ်အေးကွာအေးအေးအေးသွားသွားအကုန်လုံထားလိုက်မယ်လက်ခွာမှာပဲ ။ဘာလဲပြောဆိုတော့လည်းမပြောစန့်တငငယ်လှုပ်ထားခဲ့ပြန်ပြီ။စိတ်မဆိုးကြပါနဲ့ဗျာ။အချိန်ကအရန်အရေးကြီးနေလို့ပါ။လှုပ်เสียရရှိတာအကုန်လှုပ်ပြီးပြောပြပါမယ်။ကိုထုံးမအောင်မစားကပြောပြောဆိုဆိုနေ။လက်ကလည်းဓမ္မကိုကိုင်ကထွက်ခဲ့သည်။လာပြင်းတော်ဆန္ဒရှိဘာယုံမှာ ခလလက်အရွယ်ဝလုံးသုံးလုံးကိုခုတ်ခါအိမ်အမြန်ပြန်လာခဲ့သည်။အိမ်ရောက်တော့အောင်ခင်တို့ကကျင်းတူဓာသွေးပြီးနှင်ရှည်ပြီး တင်းရင်တို့တားမိတဲ့တွေလည်းပြန်ရောက်ရနေရှိပြီ။လာဟေးအောင်ခင်းဓားပဲယူခဲ့ကွာ။တင်းရင်ကနှီးတဲ့ရေစိမ်းမင်းယူလာခဲ့။ပြီးတော့တားကြီးနဲ့တားငယ်ဒီနားကိုလာကြ။ကိုထိုးမောင်ထားလာတဲ့ဝလုံးတွေပြစ်ချရင်ပြောလာသည်။ပြီးနောက်ဝလုံးသုံးလုံးကိုအရင်ပတ်မှနှီးဖြင့်ပူးရှည်လိုက်သည်။ထို့နောက်ဓားတစ်ချောင်းကိုပထမဦးစွာ လက်ကင်ဘက်ကဝလုံးချညက်ကနှီးဖြင့်ရည်သည်။နောက်တစ်ခါအသွားကို ဝလုံးအပြင်ဘက်ဖော်ပြီးအနောက်ဘက်ကနှီးဖြင့်ခုကစီးထားလိုက်သည်ထိုနေ့အတိုင်းကြောင်လိန်ပုံပြန်လှဲ့ကလှဲ့ကစီးနေသည်မှာဝါးဖျားရောက်မှရက်လေသည်ပြီးနောက်ကိုထုံးမောင်သည်ဓာအတော်လေးပဲပေါ်နေသည်ဝလုံးကြီးကြီးကိုအဖျားဖက်မှနှီးဖြင့်ကြည့်နေအောင်ထပ်စီးလိုက်ပြန်သည်ကဲတားကြီးနဲ့တားငင်မင်းတို့နှစ်ယောက်မနဲ့တုန်းကတော်တဲ့သွားတော့ဝက်သွားတဲ့အဝက်တွေဘဲဟာလဲ ။ဒီဟာတွေပဲအဖေမလဲရသေးဘူး။အေးအဲ့ဒါဆိုလာကြလဲကြ။တင်းရင်အဲ့ဝက်တဲ့ယူလာခဲ့။ဟုတ်ကဲ့အဖေ။တင်းရင်ကဒီကောင်းလေးတော်တဲ့ယူသွားတဲ့ဟာတွေဒီနားကိုယူလာခဲ့။ဟုတ်ကဲ့ကိုထုံးမောင်။မင်းလုံနေတာတွေငါတို့တော့ဘာတကူမှနားမလဲဘူးမောင်ကြီး။ပြီးကကြမှာပဲရှင်းပြပြီတော့။လေကြီးခွေးမအောင်ဆိတ်ချုပ်သည့်အတန်ဖြင့်ပြောလိုက်လေသည်အခန်းတော့တင်းရင်အိမ်ထဲကပြန်ထွက်လာတော့ လက်ထဲတွင်ဦးများပါလာခဲ့သည်။ဘာဦးတွေလဲထုံးမောင်ရ။ဦးလေးခွေးမောင်ကမေးလိုက်သည်။ဖို့ဦးတွေပါကြည့်ရဲ့။ကိုထုံးမောင်မပြေခင်အကြီးကောင်ကဝင်ဖြေလိုက်သည်။မင်းရပါဖို့ဦးရမှာလားကွာ။အဲ့ဒါငမ်းမွေဦးသေးချင်းဆိုရဲ့။ကိုထုံးမောင်ပြောလဲပြောသူသားကိုလည်းဂယုနာတော်တော်နဲ့ဆဲလိုက်မိသည်။အဖေကလည်းဗျာဟုတ်လို့လား။သားကဖို့ဦးတွေထင်တော့ပွားပြီးဆိုပြီးယူလာခဲ့တာ။အေး မင်းတို့ယူလာခဲ့တာတိမ်မင်းကွာတိမ်မင်းအဲ့ဒါကြောင့်ဒီမှာမင်းတို့မတင်အောင်လုပ်နေရတာမြင်လားနေစားမအောင်ထုံးမောင်ရမင်းဟာကတေချာလို့လားဖို့ဥနဲ့မွေဥဘလို့များခွဲခြားလိုက်ကြတော့ပြီးတော့အခုမင်းလုံနေတာတွေကရောဘာကြောင့်လောက်တာလဲငါတို့လည်းတေချာရှင်းပြစမအောင်ဟာဦးခွေးမောင်ကဝင်မေးပြန်သည်ဒီလိုဗျဖို့ဥဆိုတဲ့အမျိုးကအခွန်က လေရော့အနေနဲ့ဘောလုံးလိုပဲပျော့စီစီရယ်ပြီးတော့ညှိစောနှမ်းနဲ့ငန်းမွေဦးကအခွန်မပြော့ဘူးပြီးတော့အနန်းကစိမ့်ရွှေရွှေအနက်အဲ့ဒါအလွယ်ဆုံးခွဲခြားနည်းပဲဗျအခုလုံနေတာကကျွန်တော်ငငယ်တုန်းကအဖိုးပြောပြဘူးတဲ့နီးလမ်းမှာအောင်မြင်မှမအောင်မြင်ရဘူးဆိုတာတော့အတက်တော့မပြောနိုင်ဘူးအဲ့ဒီတော့တဆက်သေးပဲပြောလိုက်ပြစီတော့ဒီကိစ္စဟာကျွန်တော်အကြံအစည်များမအောင်မြင်ခဲ့ရင်အသက်အန္တရာယ်ရှိလာနိုင်တယ်အဲ့ဒါကြောင့် ။အိုကြီးခွေးမောင်နဲ့အောင်ခင်တို့အိမ်ပြန်ရင်ပြန်ကြပါကျွန်တော်အပြစ်မတင်ပါဘူး။ကျွန်တော်မိသားစုအရေးကိုကျွန်တော်ပဲဖြေချင်းပါမယ်။ဟာကောင်ရ။မင်းဘလို့များပြောလိုက်တာလဲကွာ။ငါတို့တွေကတရွာတဲနေတရေတဲတောက်ပြီးအတူတူနေလာခဲ့ကြတာပါ။ဟာ။ဒုက္ခရောက်နေပါတယ်ဆိုမှငါတို့ကအိမ်ပြန်နေရမယ်ဆိုတော့ဒါမင်းငါတို့ကိုတက်တက်ဆော်ကားတာပဲ။ဖြစ်ရှင်ရတာဖြစ်ကွာမပြန်နိုင်ဘူး။ဟုတ်တယ်မဟုတ်လားအောင်ခင်တို့တိန်သေးတို့ရ။ ဟုတ်တယ်ဦးကြီးခွင်းပါဟုတ်တယ်အဲ့ဒီကောင်ကျွန်တော်တို့ကိုတတ်တတ်အထင်သေးတာလာစမ်းပါစေတဲ့ငန်းဝင်မကားတို့ငကားပဲလာလာတတကအပြင်နှစ်သက်မသေးပါဘူးမောင်ငါတို့လည်းမပြန်ဘူးကိုထုံးမောင်မျက်ရည်များပင်ရေဝိုင်းလာမိလေတော့ဒီဝမ်းနေဝမ်းသာဖြစ်ကကျေးဇူးတင်စကားပင်မပြောနိုင်တော့အတန်ကြာမှဝမ်းသာလိုက်တာဦးကြီးရဲ့အောင်ခင်တို့လည်းကျေးဇူးပါပဲကွာရပါတယ်ကွာအရှင်းရှင်းနေပဲကွာ ဒါဖြင့်တခုကိုကြီးပေါင်းဦးကြီးဖွေးမှာအေးပြော့ကွာဘာကိုကြီးရမလဲရွာထဲကကလေးတွေကာလာသားတွေကိုဒီနေ့ညအန်ဒီရရှိနိုင်လို့အပြင်မထွက်ကြနဲ့လို့တော်ပြီပြောပြစေခြင်းနဲ့တော်ကြငွေရွာထဲဝင်လာရင်မတော်လို့တူမိမှဖြင့်အေးအေးအေးဟုတ်ပြီဟုတ်ပြီငါကိုတော်ပြောထားလိုက်မယ်ဦးကြီးခွေးမောင်ထွက်သွားသည့်ကိုကိုထုံးမောင်ကြည့်နေရင်မှလုံလန်းစားအလုပ်မပြီးသေးသည့်ကိုတတိယမိသည်တားကြီးနဲ့တားငယ် မင်းတို့တော်တဲ့ဝယ်သွားတဲ့အင်ကြီးပစိုးတွေတေးချရဲနော်ဟုတ်ကဲ့အဖေတေးချပါလေကိုထုံးမောင်သားတွေကိုမေးပြီးတေးချသည်နဲ့ပစိုးနဲ့အင်ကြီးများကိုဖြန့်ခင်းလိုက်သည်ပြီးနောက်မွေဥတွေကိုထည့်ကာတေးချထုတ်ပို့ထားလိုက်သည်ပြီးနောက်ဝလုံးစည်းအဖျားတွင်တေးတေးချာချာနှီးဖြင့်ကျင့်နေအောင်စီးလိုက်သည်တိန့်ထေတို့ရေလာကွာဝလုံးစည်းကြီးထောင်ကြရအောင်လက်ချမယ်ဟေ့တတိတော်ထားကွာ ဝလုံးထောင်က မြေဖို့ပြီးချိန်တွင်တော့နေကတော်တော်ပြင်ဆောင်ရည်နေရှိပြီအခန်းလေးကိုထုံးမောင်တို့အကုန်လုံးအတွေးကိုစီဖြင့်ထိုင်နေကြသည်တင်းရင်နှင့်တားနှယောက်ကိုတော့အိမ်ပေါ်တွင်နေကြရန်ပြောထားသည်ဘာတန်ကြကြဘာဖြစ်ဖြစ်အောက်ကိုဆင်းမလာကြရန်တေချာမှထားရသည်တော်ကြာအေးရဲ့အကြောင်းရဲ့ဆို သူတို့မိသားစုတွေကိုဂယုဆိုင်ရတာအလုပ်တစ်ခုဖြစ်နေမှာဆိုရသည်လေအမောင်ကတပြေးပြေးကြီးစိုးလာတယ်လို့ တိတ်ဆိတ်ခြင်းကလည်းအကြတာပင်ကြားရတော့မလောက်ရှောက်ချားစရာကောင်းလာသည်ထို့စဉ်တစုံတစ်ခုပုတ်တိုက်တန်နဲ့အတူချွေကနေအတန်တစ်ချက်ကြားလိုက်ရသဖြင့်ကိုထုံးမောင်တို့လှုပ်လှုပ်ရွရွဖြစ်သွားကြသည်အိမ်ချံဝစီတို့မတိုင်မင်ထားဘဲနဲ့ဗျိုင်းတို့ကြည့်လိုက်မိကြသည်ဟာနေတဲ့အကောင်ကြီးမဟုတ်ပါလားဟာနေမေကလားတယ်မပဲဥခွေးမောင်ပစားမလှုပ်ကနေအာမေနိဒံထွက်လာသည် ထွက်မယ်ဆိုရင်လည်းထွက်เสียရပြီ အင်ရှန်ဝါမှဝင်လာသောမွေမှာလူကြီးရှိသလုံးခန့်တုပ်၍အရှိသုံးလန့်စာခန့်ရှိတည်ဘူးမွေကလည်းအတန်ကြာသဖြင့်စက်ခနဲ့ဗပြင်းထောင်လာသည်မှာသကောအလတ်စားတစ်ချက်စာခန့်ရှိလေသည်အောင်ခင်တို့တိမ်ထိတ်တို့တတိထားဟေအိမ်ဘက်မလာစင်းနဲ့ဝလုံးထောင်ထားတဲ့ဘက်ကိုသွားအောင်ဝိုင်းပေးချဟကိုထုံးမောင်ဗဇက်ကလည်းအော်ကားလက်ကဓားလှန်ကိုကန်ပြီးအင်ချေးမှာအစင်သင့်ပြင်ထားပြီးစောင့်နေသည်စံထုံး အောင်ခင်နှင့်တိန်ထီတို့ကလည်းလက်ထဲတွင်တချေကိုစီဖြင့်ဝိုင်းထားကြသည်။ဦးကြီးခွေးမောင်ကတော့လက်ထဲတွင်ဝရင်တုတ်ကြီးတရန်ရန်လုံနေသည်။မွေကအိမ်ဝါမနေပြီးအထဲသို့ဝင်မလာသည်။အချိန်လေးကိုအကဲခတ်နေဟန်ဖြင့်ပပင်းကြီးထောင်ကတဖူးဖူးနှာမှုန့်နေသည်။အတန်ကြာမှဒစုံတစ်ခုကိုအနံ့ညာသွားသည်နှင့်ပပင်းချကတရောရောဖြင့်ဝလုံးစည်းကြီးထောင်ထားသည့်စီကိုပြေးဝင်လာသည်။ဝလုံးစည်းကြီးနားရောက်တွင်အပေါ်ကြီးအဝတ်ထုပ်ကိုမော့ကြည့်ခါ ။ပပင်းထောက်ပြီးနှာမုတ်ခါလှက်ပတ်၍ကြည်နေသည်။ကိုထုံးမောင်တို့တသက်မှာအသက်ပင်ရဲရဲမရှူရဲကြ။အတန်လည်းမထွက်ဝန်။အာယုံပြောင်းကမွေကကိုယ့်ဘက်ကိုပြန်လဲလာမှလည်းစိုးရင်ရနေသည်။ငမ်းမွေကြီးသည်အဝိထုပ်ကိုကြည်ကကြည်ကဖြင့်ပေါက်ရန်ဟန်ပြင်းနေသည်။သောသောဝလုံးထိပ်ပြားကိုမမီပဲဖြစ်နေသဖြင့်ဒေါသကပုံမူ၍ကြီးလာနေသည်။ထို့နောက်တွင်တော့ငမ်းမွေကြီးသည် ကိုထုံးမောင်တို့ကိုလုံးဝကယူမဆိုင်တော့ပဲ ။တပြင်းကြီးကိုပြန်ချကဝလုံးစည်းကြီးပေါ်သို့ရစ်ပတ်ခါတက်လီတော်သည်။ထွာကကိုထုံးမောင်နှီးဖြင့်ပတ်ခါရှိထားသည့်ဓားသွားများကအစွမ်းပြလေပြီ။ဓားတွေကမြည်နေအောင် တွေးထားသည့်အတွေ့မွေကြီးအကုန်လုံးကိုအညာတာကင်းမဲ့စွာထိုးခွဲနေသည်မှာတွေးရဲရဲတန်ရဲရဲသို့တော်မွေကြီးကဒဏ်ရာတွေကိုလုံးဝဂယုမဆိုင်ဟန်နေနေဝလုံးစည်းကြီးကိုရက်ပတ်ကအပေါ်တို့သာမဲပြီးတက်နေသည် ဝလုံးစည်းကြီးမှာမွေကြီး၏ညှအားကြောင့်တပြည့်ပြည့်တကြွကြွနှင့်ကွဲအပ်တာများကြားရသလိုဓာသောအောက်မှခန္ဓာသောနှီးတွေ ပြုတ်ခွက်တံကိုလည်းကြားနေရသည်မွေကြီးသည်တပြည့်ပြည့်နှင့်ဝလုံးထိပ်ပြားနာသို့ရောက်သည့်အခါတပြင်းကြီးခွက်ပြီးအဝတ်ထုပ်ကိုအညိုးတကြီးဖြင့်၄၅ချက်ခန့်ဇက်တိုက်ပေါက်ချာလိုက်သည်ထိုနောက်တွင်တော့ငန်းမွေကြီးမှရစ်ပတ်ထားသောအခွေကြီးပြေကျော့ကအောက်သို့ဘုံကနေပြုတ်ကျလာနေတော့သည်အခန်းက တော်တော်ကိုအညိုးကြီးတဲ့ကောင်းပါလားထုံးမောင်ရတော်သေးတယ်မင်းအတိတ်စောလို့မဟုတ်ရင်မင်းရဲ့သားတွေတော့မလွယ်ဘူးဟေအိုခွေးမောင်ဒီတွေးရနေတွင်တစ်ချက်တစ်ချက်တွန့်လိုက်နေသေးတော်လေတိတ်မလုံရှားနိုင်တော့ဒီမွေကြီးကိုကြည့်ကပြောလိုက်သည်ဟုတ်တယ်ဦးကြီးခွေးမောင်ကြီးဦးကြီးတို့အကုန်လုံးကိုလည်းကြည့်ကြည့်တင်ပါရဗျာဦးကြီးတို့ရှိပြီတို့သားပဲဟာငါတို့ပြင်ဘာမှလည်းမလုပ်လိုက်ရပါဘူးမောင် မင်းအကြံကောင်းလို့သူ့ဘာသာသူကိစ္စချောသွားတာပါဟာကျွန်တော်အကြံတော့မဟုတ်ပါဘူးဗျာအဖိုးကကျွန်တော်တို့ငငယ်တုန်းကပုံမြင်လိုလိုပြောပြဘူးတာကိုတတိယလို့အဲ့ဒီတိုင်းလှုပ်လိုက်တာပါအဖိုးငငယ်တုန်းကလည်းဒီလိုအဖြစ်မျိုးတစ်ခါကြုံမှုတယ်တဲ့သူနဲ့ရွာတဲ့ကခလေးတုံးယောက်ဒီလိုပဲတော်တယ်ဟင်းသားချာရင်တွေ့လို့ယူခဲ့မိတာတဲ့နောက်တော့ရွာတဲ့ကမုတ်ဆိုးလှုပ်တဲ့သူကမြင်မိပြီဒီနီလန်အတိုင်းဖြည့်ချင်းပေးခဲ့တာဆိုပြီးအဖိုးကပြောပြခဲ့ပြီးတော့ မန်းမွေးဆိုတဲ့အမျိုးကသူ့အတိုက်ဖြတ်ပြီးသူ့ဥယူသွားတဲ့သူ စားတဲ့သူဆိုရင် မြေကူးချောင်းပြားတိုင်အောင်ပြေးလည်းမလွတ်ဘူးလိုက်ပြီးလက်စားရှည်တယ်ဆိုတာပြောပြခဲ့ဘူးတယ်။အေးကွာဘလို့ဆိုဆိုမင်းလိုအတွေ့အကြုံရှိတဲ့သူရဲ့သားတွေကမှလက်စားရှည်ဖို့ကြံတဲ့ကောင်ကိုတော့ကြွားသွားပြီပေါ့ကွာ။နတ်ပြန်ကငါတို့အတွက်တော့ဟင်းကောင်းတစ်ခွက်တော့ရပြီဟေ့။အောင်ခင်ကဝင်ပြောလိုက်သည်။ငါတခုတော့တောင်းပန်ခြင်းသေးတယ်အောင်ခင်တို့ရဲ့ ငါပြောတာနားထောင်ပြီးမှမင်းတို့လှုပ်ရှင်ရလှုပ်ပေါ့ကွာအေးပြောလေထုံးမငါကငါသားတွေအတက်ကိုရန်ချာမှာစိုးရင်လို့သားသမီးကျော်နဲ့သူ့ကိုလက်ဦးအောင်တတ်လိုက်ရတာကွာဒါပေမဲ့မွေးဘက်ကပြန်စင်းသားရင်ကြည်စမ်းမအောင်ကွာသူ့ဥတွေကိုလာထီလို့သူကလည်းသားသမီးစောနဲ့လက်စားချေဖို့ကြိုးစားတာလေအဲဒီတော့သားသမီးစောကတ်ကြတာချင်းအတူတူသူ့အသားကိုတော့မစားသင့်ဘူးလို့ငါထင်တယ်ကွာ သူ့ရဲ့ဥတွေနဲ့အတူကောင်းကောင်းမွန်မွန်ပဲမြင်မြုပ်ပေးလိုက်ကြရအောင်ကွာထို့ရှင်ဥခွေးမောင်ကကောင်းတယ်ဟေ့ထုံးမောင်ကြီးငါလည်းအဲ့ဒါသဘောကျတယ်အောင်ခင်တို့ဆန်တော့လေလည်းမစားကြပါနဲ့ကွာလက်ပြန်ကကြရင်ဓွားတဲ့ကဝင်းပေတို့ဟင်းစားပုံပဲပြောတယ်ငါပဲအကုန်ကြခံပြီးဝယ်ပြီးရှက်ကျွေးမယ်ဟေ့သဘောတူတလားတူတယ်ဗာကြီးခွေးမောင်တူတယ်အော်ဒါဆိုလက်ပြန်ဝတ်သားရင်စားတော့မှာပေါ့နော် ထိုအတံမှာအင်ဘော်ကစိမ့်လာတော့ကိုထုံးမောင်ဤတားနှယောက်ဤအတံမင်းဖြစ်လေသည်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့မှာအရှင်ဘေဘီဝင်ရောက်နားဆင်အားဖြင့်ပြေးခဲ့ကြသူညီကောင်မတော်မများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတော်မများအားလုံးကိုစိတ်နှပါချွေလန်းချမ်းမြေ့ကြပါစေခင်ဗျာ